ီဒီအရာဝတီချင်းတွင်းစသဖြင့်ဒီမြေပြန့်ဒေတာကြီးတွေမှာရွာတိုင်းရွာတိုင်းမှာတွေ့နေရတဲ့အာကျွန်တော်တို့ဒီအာဇာနည်သူရဲကောင်းအုပ်ဂူလေးတွေရှိမယ်အဲဒီအုပ်ဂူလေးတွေမှာကြည့်လိုက်ရင်ဒါကျွန်တော်တို့ဒါလူငယ်တွေအများကြီးပဲကျွန်တော်တို့ဒီပိစက်ခဲ့ကြတာရှိအဲ့ဒီပိစက်ခဲ့တဲ့အဲမှာမှာအရေးပတ်ကိုပြန်ကြည့်တဲ့အခါမှာအာတကယ်ကိုသူတို့ပိစက်ခဲ့ရတဲ့နေရာတွေကတနည်းအားဖြင့်ပြောရင် ဒီနေ့တိုင်းရင်းသားဒီလုံလောက်ကြီးတိုက်ပွဲဒေသတွေမှာအာဆီရီအရာအတွေ့အကြုံတွေယူပူနေယူပြီးတွားတိုက်တာရင်းထဲမှာပေးစားခဲ့တဲ့အယူတွေကများစုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ပြောချင်တာကကျွန်တော်တို့ဒီအာမြေပြတ်ဒေသနဲ့တောင်ပေါ်ဒေသခုနပြောတဲ့ဆီရီအရာတော့အပြန်အလှန်ပူးပေါင်းအဖိမထောက်ကူမှုနဲ့ဆရာနာကျင်စန့်ကျင်တော်လှန်ရေးအားကျွန်တော်တို့ပြင်တဲ့မတူတဲ့အခြေအနေကောင်းပြီလို့ရရှိနေပြီလို့ကျွန်တော်သုံးသပ်လိုက်ပါတယ် ုနကိုဝင်ဆောင်မိခင်လို့အပြီးကလေးတငယ်နိုးဆိုးတဲ့ကလေးအရွယ်တွေကအစဒါဘာမှမချောင်ဝင်တဲ့လေချောင်းတက်ခိုက်မှုတွေလောက်တာလေကြည်ချင်းအဖြစ်အရန်ကိုရွှန်ရှာဆက်ဆုပ်ဖို့ကောင်းတဲ့လောက်ရတဲ့ဟိုလေဒေတက်ကလောက်နေတာကိုတွေ့ရတာပေါ့ရှိတယ်ပြည်24နဲ့24တဲ့အကောင်မြုပ်အမြောက်အလက်300ရှိရင်300လုံးမြုပ်တနေရာထဲမှာချောင်းဟုတ်ပြင်တက်သွားမှာတမလိုက်အကောင်တမ70ရှိ70လုံးတက်မယ် တချင်အေးမလား ော်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပြီးနာမှာများသောကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရီဗော်လူရှင်းချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးရီအက်ရှင်မလို့သွားပေးကြမှာတော့ယနေ့မေလ16ရက်နေ့တောက်ကြနေရမှာတပိုင်းနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြမှုဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးတိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်စစ်ကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုကျူးစီပေါ့တဲ့နိုင်ငံတော်အာဏာကိုမတရားတဖြင့်အတင်းတမသိမ်းယူထားဒီမှာဒီနေ့မှာဆိုရင်တော့1566ရက်ရှိပြီဖြစ်ပါတယ် မနိုင်ငံတော်ကစစ်ကောင်စီကစစ်ခွေးတည်ဆုံမစင်းမှာတော့တင်တားရီတန်းတဝဲမြို့နမှာ၉ကောင်မကွေးတိုင်းစလင်းမြို့နမှာ၃ကောင်နဲ့သခိုင်းတိုင်းစာလင်းကြီးမြို့နမှာ၁ကောင်ပြေဆုံးခဲ့ပြီးတော်လန်ရေးဘက်ကတော့တော်လန်ရေးရဖို့တူကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။မြောင်းသွန်းတရင်းဘုံနေနဲ့ကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ထိုင်စခန်း၅နေရာထဲမှနေကိုမေလ၁၅ရက်နေ့နောက်ပိုင်းမှာစတင်ကတော်လန်ရေးပြုပေါင်းတများကတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းဒေသချေဆိုင်တော်လန်ရေးသတင်းမီဒီယာကဖော်ပြထားပါတယ်။မြန်မြို့နယ်မှာစီမီကုံကြောက်ပြုတ်နထိုးကြီးမြို့နယ်မှာတော့ ဝက်လူပြုတ်မြန်မာဒုံဝေပိုက်လိုင်းဆောက်အဆောင်ကိစခန်းနဲ့နထိုးကြီးမြို့ပေါ်နဲ့တောင်သားမြို့နယ်တနောင်းကုန်းစသည့်နေရာများမှာပေါဝင်ပြီးစစ်ကောင်စီဘက်မှလည်းလေကြောင်းတက်ခတ်မှုချင်းပြုလုပ်ခဲ့ရေးဥက္ကံကဲကြောင်းဒေါ်လန်ကြီးတင်များကထုတ်ပြန်ထားပါဗျ။တောက်ပြုတ်တိုက်ပွဲတစ်ခုပဲလေကြောင်းလွတ်မထင်နဲ့ဝက်လူရောပြုတ် gas ပိုင်းလိုင်းဘက်မှရောလေကြောင်းအတော်လေးကျဲသွားတယ်လို့လည်းဒေသခံဒေါ်လန်ကြီးမြေကပြောထားပါဗျ။ရင်ကြံမြို့နယ်စီမီကုံမြို့မှာရှိတဲ့စစ်ကောင်စီထိုင်စခန်းအားမေလ15ရက်နေ့နဲ့9ရက်ခန့်မှာဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်တပ်မှလေရင်ဖြင့်လာရောက်ဘုံကျဲပြစ်ကူပေးခဲ့ပြီးဘုံစံထိမှန်၏ PDF တော်လိုင်းရဲဘော်၅ဦးလည်းအင်ကောင်းစွာနဲ့ကြာဆုံးခဲ့ရကြောင်းနှစ်ကြီးချီမှန်ခဲ့တဲ့ရဲဘော်တဦးပေါင်းဝင်စုစုပေါင်းရဲဘော်၆ဦးကြာဆုံးခဲ့ရကြောင်းလည်းထုတ်ပြန်ကြတော့သိရှိကြပါတယ်။နောက်ထပ်သတင်းတွေမှာတော့အကိုတိုင်းနယ်သလင်းမြို့နယ်မှာကြေးရွာများကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန်ပြီးနောက်အင်အားထက်မှန်ဖြည့်တင်းကဘကိုးရိုးမှအဆက်မှရှိတဲ့ကြေးရွာများကိုဥတီလှုပ်ရှားနေကြောင်းတာယာဝတီ KN တရင်383ရက်ကထုတ်ပြန်လိုက်ပါတယ်။ဒါကြောင့်ဘကိုးရိုးမှအဆက်မှရှိတဲ့ကြေးရွာမြန်မာပြည်သူများနေပြန်မြန်ဆုံးရှောင်ရှားဖို့လိုတဲ့အကြောင်းကိုလည်းဒီနေရာကနေပြီးထပ်မံအသိပေးလိုက်ပါတယ်။ဒါဟာ နတလင်းမြို့နယ်ထန်းတော်ကြီးရွာတွင်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စခန်းမှာတန်းတော်ကြီးရွာရွာလ၌မိုင်းကွင်းဆင်၍ကြီးရွာတွင်ဖျက်တမ်းသွားချိန်မှာမိုင်းဆွဲတက်ခတ်ခဲ့ကြောင်းတခွဲမှုကပြောထားပါတယ်မိုင်းကွင်းကထန်းတော်ရွာလယ်မှာပါပြည်သူတွေမရှိပါဘူးတရားလုံးရှောင်နေပါတယ်အဲဒါကြောင့်ရွာလယ်မှာမောင်းထောင်ပြီးဆွဲလိုက်တာပါလို့တရင်383ညတိကထုတ်ပြန်ထားပါတယ်ဒီပေါ်မိုင်းဆွဲတက်ခတ်မှုတွင်စစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုတွေဟာအရေးအတွက်ကြားသိရတော့လဲဒီဆုံးယုတ်လောင်းတေဆောင်တဲ့ကားစီးကြီးကဲ့တန်ရရှိသူများနောက်ထပ်ကားစီးပြီးတင်ဆောင်၍နက်တလင်းမြို့ဘက်ကိုပြန်တယ်သွားကြောင်း ကို၎င်းကပြောထားပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းပဲရန်ကုန်မြို့လေကောင်မှာစစ်ကောင်စီရဲ့လုပ်ရကိုကဘာတဝန်းကသိရှိနိုင်ပြီးအတွက်ဒီပဲပြီးတော့သွေးစွန်းကြောင်းတွေဖတ်စာအုံများနဲ့တရုတ်ပေါ်ခဲ့တာကိုလည်းသိရှိရပါဗျ။ရန်ကုန်မြို့လေကောင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသောကလေးသူငယ်များအားလုံးအနက်ကခီးကိုဆုံးအောင်မလျှောက်နိုင်ခဲ့သောကလေးသူငယ်များအားလုံးကိုရည်ရွယ်ပြီး YRF ကနေပြီးတော့သွေးစွန်းကြောင်းတွေဖတ်စာအုံနဲ့တရုတ်ပေါ်ခဲ့ကြောင်းသိရှိရပါဗျ။ ဘလမျိုးတွေအားလုံးပဲမူလလဆွေရုကောင်းတွေကိုဘာလို့ရှင်းနေလဲဆိုရင်တော့သိကြပါတယ်ဒီကောင်းတွေကဘာကောင်းတွေလဲဆိုတာဒီဗီဒီယိုမှာတွေ့အောင်ဖြစ်ပါတယ်။သူဒါကာကြုတ်ဖြစ်မဲ့ဆိုရင်မျက်ပင်တော်မကြံစေရအောင်အကုန်လုံးကိုကျဲပြမှာဆိုတဲ့မူလလဆွေတကောင်တော့ဘလိုင်းကာလာရောတလိုင်းပီကာလာမှာဘယ်လိုလုပ်တင်လဲဆိုတာကတော့ဘလံပီသူတွေဆုံးဖြတ်မနေတာတူပါပဲ။ကျွန်တော်ကဖြစ်ရကျွန်တော်မှရှိတဲ့လေးမြန်တွေဟုတ်ကဲ့အင်ကားတွေအမြောက်တွေအားလုံးစုလိုက်ပြီဟုတ်ကဲ့ပါဗျာအင်းစုတော့ကချင်းစုကချင်းတစ်ခုလည်းချအောင်မျိုးဟောပြတ်စောဟုတ်ကဲ့ ပျောက်ရှင်းမဲ့မျက်တောင်မကြအသက်တာကြီးတာဘုံတော့နဲ့ညံရီကတွေ့ရတိုင်းပါပဲဟုတ်ကဲ့ပျောက်နော်ဟုတ်ကဲ့အကုန်တော့ပါတော့ဖိုနာနဲ့နဲ့ဒီနာနဲ့နဲ့ဖိုနီယာမှာဘုံနှလုံးဒီနီယာမှာဘုံသုံးလုံးအဲ့လိုမကျေဘူးရှိတည်းရပြီ24လေး24တဲ့အကုန်မြုပ်အမြောက်အလက်300ရှင်300လုံးမြုပ်ဒီနီယာလည်းမချောင်းဟောပြန်တက်သွားမယ်တာမလိုက်အကုန်တာမဆယ်မရှင်ဆယ်မလုံးတက်မယ်ကချင်အေးမလားအေးဒီထားခဲ့ သွားတနည်းရသွားတနည်းရမခံနိုင်ရှိပါဘူး။ဟာဘော။ဒါသွားဆိုလက်နဲ့ကုန်ဖြစ်ကျွန်တော်တို့ကအင်အားကိုစုစည်းသုံးချခြင်းဆိုတာကျွန်တော်တို့ဆေးအောင်နိုင်ရေးအကြောင်းအရာတွေမှာတစ်ချက်ပါ။ဟုတ်ကဲ့ပါဗျာ။အင်အားကိုစုစည်းသုံးချမယ်နဲ့ဟိုဒါလေးမှာတမဒူယူဟာလားအဲ့ဒူယူဟာထဲမှာလဲလေကျွန်တော်ကြည့်လိုက်ရင်ရဲဘော်လေးကြည့်လိုက်စင်ကောင်ဘက်ကြီးကျွန်တော်ကြည့်သိတာပေါ့ကျွန်တော်ကဒါချီလင်းဘက်ဆိုတာမောက်တော့မောက်စီဟုတ်ဆက်တော်ရေးရအကောင်ဆိုရင် အဲရက်စစ်ပုံးတာကျော်ဆက်တရားကောင်းကင်းဆောင်လို့ပါ BMI ကောင်းအားစဗျာ point ကြီးမြတ်တွေ့တယ် BMI ဆိုတာဆက်လက်နဲ့ပစ္စည်းတက်ကဒီအဲစကားပြည့်ပြင်းနဲ့တက်ကကောင်းမှန်မှန်အဲ့ဒီကောင် point ကြီးနေတော့ခေါ် PDF ကတပည့်ရာချတော့သိပြီပေါ့မှန်တယ်ဆိုတော့အဲ့လားမျိုးတွေကိုကျွန်တော်တို့ကတမ်းမဆက်လက်တမ်းမလိုက်လေးရဆိုလဲလေးထားလိုက်အုံးလိုက်တင်ကားဆိုလဲတင်ကားရှိတယ် တင်ကအစီး60ရှိလားစီး300ရှိလားရှိတယ်မတင်ကအိုးတက်อืมအကုန်ကျိတ်อืมဘာလို့ကျိတ်တော့မဲသူပြီးတတိပြလိုက်ရတာလေးပြရအောင်ဟုတ်အဲ့လိုမျိုးလုပ်ကျွန်တော်လာဆိုလို့လုပ်မယ်ဟုတ်ဟုတ်နင်လုပ်ဖို့ပြောမနေတော့ဟိုမှာလူမရှိတော့ဘူးပြင်ကမောင်းမှာပြည်ကျူခေါဝင်မောင်းမှာရတော့မယ်ဘာမို့လဲမင်းတို့ကြံ့ကြံ့ရခင်းနေမင်းတို့ကောင်တွေဝင်လာမောင်းတော့မှာဒါတော့မဖြစ်နိုင်ဘူးဟုတ်ဒါကျွန်တော် imagine ကိုဟုတ်တယ်ဟုတ်တယ်ဟုတ်ဒီစမောဒီပါလေခုနကပြောတဲ့ အစီအစဉ်ကျွန်တော်လည်းဆိုးရိမ်နေမှာပြောနေတယ်ပြန်ဟိုနဘုံတက်လို့ကြားလိုက်ဒီနဘုံတက်လို့ကြားလိုက်ကြားတော့ဟိုကောင်ကဘုံကိုရှောင်တက်တယ်ဟာလေးနဲ့ဘလို့လိုက်ဘလို့ပြေးလို့တိဘုံကဆွေးမွေးမှဖြစ်မဲလို့လက်ရှိအစိုးရကအဲ့ဒီမူဝါဒကိုတိုင်ဆွဲလာကျွန်တော်ကပြောမယ်ဟုတ်ကဲ့ဟွန်း Present face my in face လဲဒီဥပဒေကကျွန်တော်ကျွန်တော်ထုတ်ထွင်းထားတာဟုတ်ကဲ့ Present face ကသူ့ခြေကိုနေထားပါတဲ့ဟုတ်ကဲ့စမိုင်းညနာပြုံးပြီးတော့လက်စွန်းလွတ်လိုက်ဟုတ်ကဲ့ခြေကိုတက်နေထားပြီဆိုရင်အဲ့တော့မင်းကတက်နေထားပြီတော့ ။ဆိုပြီးတော့ခင်ဗျားကြောက်တနေပြီးတော့မှမှန်ပါဗော။ဒါပြောဆိုခင်ဗျားဟာဟုတ်ပါတယ်ဖြစ်တော့မယ်လေ။အဲ့လိုတက်မနေသေးတော့ခင်ဗျားတက်မနေနိုင်သေးသေး၍ခင်ဗျားတက်နေကိုနေရ။နေရ။ဆော့ပလော့တီဗီမှာဆွနေလိုက်ပါ။ဟုတ်။ခုမဆွနေနဲ့။ဟုတ်။ဆွနေရအောင်သူတို့ကစပြီးတော့ကန်းလာမယ်။ဟုတ်။ကျွန်တော်တို့တည်တော့မယ်ဒုက္ခပါပဲလုံပါအောင်ကဲပါအောင်သွေးနှွေးရသေးဆိုမှအေးအေးအေးသွေးနှွေးတာပေါ့ကွာနောက်လက်ခံကြမှာ ကျဲလိုက်အောင်လုံးထအဲ့ဒါမှသိပြီမှာเออအားလုံးပဲဒါကတော့မဆားရဝါကန်းဘုံမာရီရဲ့ချင်းကြယူစကားတွေဖြစ်ပါတယ်။ဘာပဲပြောတန်ချောင်ဖားတည်သူတဲ့အတိုင်းပဲ။ဒါပေမဲ့ဒီကောင်းလေးတကယ်အုတ်ချုပ်တဲ့အခါရောက်သွားရင်လေတကယ်လုံးမဲ့ကောင်းနေဖြစ်တဲ့အတွက်ဒီကောင်းလေးအုတ်ချုပ်ခွင့်မရစီထောက်ပံ့လို့ရတဲ့နေရာကြီးအကုန်လုံးကနေထွက်လိုင်းတက်တွေကိုထောက်ပံ့ဖို့ဒီနေရာကနေပြီးတော့အမှန်ဟုတ်ဆိုပေးလိုက်ပါတယ်။တန်တော်သားတွေကိုညနေရပေါ့နော်မုံလွှဲလို့ပြောတာမဟုတ်ပါဘူး။ဥစဉ်ကဒီလိုပြောရင် ဒီလိုလုပ်လိုက်ရင်ဒီလိုပြောရင်ဥစဉ်တွေ့လဲအန်ဒီရရှိတယ်ဆိုတာဒါပေမဲ့ဥစဉ်လည်းတိပါတယ်ဗျဒါပေမဲ့လည်းတိုင်းပြည်ရဲ့အတွက်ဆိုတော့ဥစဉ်ကပြောရမှာပဲဗျဒါတွေကနေငယ်ရဥစဉ်တို့ဒီလိုစစ်တီးကတည်င်းပို့လာတယ်ပေါ့နော်ဒါစီပုံးနေပါဗျနန်းတော်ကျွန်းဘက်ကစီပုံးနေပါနော်နန်းတော်ကျွန်းဘက်ကစီပုံးနေစီပုံးနေရဂျာတွေက PDF တွေစီလောက်တဲ့စီပုံးနေခိုးတယ်တဲ့စီပုံးနေနော်ပြန်လာတဲ့အခါမှာပြန်မိရပါပေါ့နော်အစားတွတ်ပေးလိုက်မှပြန်လာတဲ့အခါမှာဒါမျိုးမိတယ်အဲ့တော့ဥစဉ်တို့မိတယ်မိတဲ့အခါမှာဥစဉ်ကဘသူကပြီးတော့ဖမ်းတယ်ပေါ့ဗျဖမ်းတော့အဲ့မှာပြည်သူစစ်တီးကိုလည်းဒီဖမ်းတဲ့ ဘုံကနေမှလွတ်ပြလိုက်ပြီမှာမင်းတို့ရောငါးတိတ်ရောမင်းတို့စစ်တယ်မရှိပါဘူးမင်းတို့စစ်တယ်လုံးဝလုံးဝမရှိဘူးအဲ့ဥစဉ်စစ်တယ်ဥစဉ်ရဲ့ဒါမျိုးကခဏခဏဖြစ်နေတယ်ဗျာတဲ့တပည့်တော့ဒါတွေကမှန်ပြောရလို့ရှင်အဲ့ဒီစီဘုံတွေကကြီးတယ်အဲ့စီဘုံတွေမဟုတ်ကြီးတယ်အဲ့ဒါတွေကဟိုဘက်ကြီးတော့ပေါ့တို့လက်ပံလာလို့တပိတ်ချင်းပဲဆိုဒီစိတ်ကန်းတွေတော့ကြီး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 ဥစဉ်တို့အပြစ်မဲ့ပြည်သူတွေကိုပြစ်တဲ့ကြီးတယ်တမတော်သားတွေကရင်ဝါကိုပြစ်တဲ့ကြီးရဲတွေကပြစ်မဲ့ပြည်သူတွေတော့ပြစ်မှာဖို့မင်းတို့တမတော်သားတွေရင်ဝါကိုမင်းတို့ခွေးတွေကိုတော့ပြစ်မှာသေးကြတယ် ကျားသူကိုပြစ်တဲ့ကြီးတွေတို့တို့နိုင်ငံဝန်ထမ်းကောင်းတွေကိုရင်ဝါကိုတက်တဲ့ခေါင်းတွေကိုတက်တဲ့မှန်တဲ့ကြီးတွေအေးမင်းကောင်းနှစ်ဖူးကတော့တေးကြတယ်အိမ်မာယုတ်ကတော့ပြစ်ခံမှာတေးကြတယ်အဲ့စီဘုံနဲ့ကြီးတွေပဲအဲ့စီဘုံတွေကတို့တို့တွေရွှေလောက်တယ်ရွှေလောက်တော့ရရကြီးတွေဝယ်လက်နဲ့တွေဝယ်တယ်နော်လက်နဲ့တွေဝယ်တယ်ဒီတော့တို့တို့စီကပတ်ဆံရတော့ဘယ်လောက်ရမှာမလဲဘယ်လောက်ရမှာမလဲနော်အဲ့ဆစ်ဆေးရမယ်ဟုတ်ပြီဘယ်ရတာဒီဟာဆစ်ဆေးရမယ်ဘယ်ဟုတ်ဘူးကလည်းဘယ်ဟုတ်ဘူးကလည်းကြာကြာလားဆစ်ဆေးမပေါ်စရာအကြောင်းမရှိဘူးမပေါ်စရာအကြောင်းမရှိဘူးနော်အဲ့ပတ်စံယူပြီးတော့ပုံမှန်သူတို့လောက်စားပါတယ်ဆိုမှပဲမင်းတို့ပါထမင်းဝါမှမကြည့်တော့ကွာဂိတ်ထဲမှာစောင့်နေစကွေးတွေကို ဲ့တော့ခွေးတွေကကိုယ့်ဘာကိုရှာပြီးတော့စားရတာပေါ့အဲ့တော့ဒရင်ပို့တဲ့ပြည်သူစစ်တီကိုရောဒီဒရင်ပို့တဲ့ဒီဒီပေါ့နော်နားလေတဲ့တချို့တက်မလို့လားရောပါတယ်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်အနန်းတော့ကျွန်ပဲမှာပေါ့နော်ဒါနဲ့ဥစဉ်စီတရင်ပို့တဲ့ခါကျညှိပြီးတော့ညှိပြီးပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါတင်ပြီးတော့ငါတင်ပြီးတော့ပြည်သူစစ်ကနော်အာကျွန်တော်တို့ငားနေလဲမယူနိုင်ဘူးတဲ့ဒါကျွန်တော်တို့အန်တရရှိတယ်တဲ့အန်တရမြားတယ်ပေါ့နော်ငားတဲ့ရနဲတို့တဲ့ကျွန်တော်တို့ပေါကရုံးကိုလည်းခွဲပြေးအောင်ဆိုတော့ငားတဲ့နဲတယ်တဲ့မင်းတဲ့ကောင်ကြီးက အမှုမတွဲနဲ့ပေါ့ဗျာအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော့ပြည်သူစစ်တီးကဘာပြောချင်တာလဲဆိုတော့ပြည်သူစစ်ကစိုးချင်စိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့မိုက်ကုန်ကိုတိုင်းပြည်အတွက်လုပ်တယ်တဲ့ဝေရှာရင်တောင်မှတဲ့တိုင်းပြည်ကိုတစ္ဆာဖောက်မယ်အလုပ်ကိုမလုပ်ပါဘူးတဲ့လုပ်တဲ့တူလဲလက်မခံဘူးလို့သင်ပေးပါအရှင်ဖေဟာတဲ့ဒါပြည်သူစစ်တီးဦးကနေမှာခေါင်းဆောင်ကနေမှာဥစဉ်စီပို့လိုက်တဲ့စာအဲအော်ကတော့ရဲ့ပြည်သူစစ်ခေါင်းဆောင်ကတော့အခုလိုပို့လိုက်ပါတယ်တကယ်တော့စစ်ကွေးတွေက9သိန်းတော့ယူပြီးတော့ PDF တွေကိုလွတ်ပြီးတဲ့အချိန်မှာပေါ်ကတော့ရဲ့တပည့်တွေကသူတို့မလုပ်နိုင်ဘူးသူတို့က9သိန်းတော့ကိုသူတို့က ဘုံနဲ့မထည့်တဲ့ကောင်တွေပါဟိုလည်းဆိုတော့မန္တလေးတက်ပြီးတော့ရွှေတိုင်တွေမြတ်တိုင်တွေကောင်တွေဆိုတော့တော်တော်ရှိမှာပေါ့ကွာမြင်းလူစစ်ကစိုးချင်စိုးမယ်မိုက်ချင်မိုက်မယ်မိုက်ကုံကိုတိုင်းပြည်အတွက်လှုပ်တယ်ဝေရှာရင်တောင်တိုင်းပြည်တစ္ဆာဖောင်းမယ်အလုပ်ကိုမလုပ်ဘူးလှုပ်တဲ့သူလည်းလက်မခံဘူးလို့တင်ပြပေးပါဖေဟာတဲ့အဲ့တော့ဥစဉ်ချက်ချင်းလက်ငယ်ဒီဥစဉ်တို့ဘိုးချုပ်ကိုလည်းဘိုးချုပ်နဲ့ဥဦးလည်းဥစဉ်တရင်ပို့လိုက်တယ်ချက်ချင်းလက်ငယ်ဖုံဖုံနဲ့ချက်ချင်းလက်ငယ်စီစဉ်ဆောင်ရွက်ပေးပါမယ်ဖေဟာတဲ့လှုပ်ပေးပါမယ်တဲ့ဘိုးချုပ်နော်တန်းနေမှုလည်းဥစဉ်ချက်ချင်းပို့လိုက်တယ် အဲမင်းတို့မပူရငါပုတ်ပေးမယ်လို့ပေးလို့ဆက်လိုက်မယ်တမန်လည်းကဒါမျိုးဟာကိုစောင့်နေသူကိုယ်တိုင်တော့မှဟိုလိုသခိုင်းတရားမှာလို့73စီဖမ်းလိုက်တယ်လို့တကယ်လို့လားအဲ့တန်းတဲ့ကငွေမဲ့တဲ့ငွေယူမဲ့ဆိုလို့ရှိရင်အဲ့73စီကအ ਨੇ စုံမရပါဘူးဆိုရင်3400ရလိုက်မယ်လို့ပေါက်ကိုတော်တော်မှပြောပြောတော့တိန်း1000နဲ့လာကန်လန်းနေလို့ကဲဦးစင်းတော်မှတိန်း1000လောက်နဲ့ကန်လန်းနေဆိုလို့ရှိရင်ခင်ဗျဒီတက်တဲ့မှုလေးဒီဖမ်းတာဒါဒီဟာကြီးလွတ်ပြပါခင်ဗျလွတ်ပြပါဘာလို့လဲဆိုတော့အ ਨੇ စုံ3400ဒါပေမဲ့ လူနိုင်ငံပေါ်တစ္ဆာမဖောက်ဘူးလို့နိုင်ငံပေါ်တို့တစ္ဆာရှိတယ်လို့ဟွန်းကြည့်ပေါ်ကတော့ဝယ်ပီတရက်တရရင်ပြီးတော့သူ့ရဲ့လမ်းပိုင်တက်ကသွားဖို့ဆိုပြီးတော့3000တောင်ပြောင်းကမ်းလမ်းသေးရတယ်ကွာမင်းရဲ့အသက်တောင်3000တောင်မရှိဘူးပေါ့ကတော့ရဲ့ဦးသိန်းတို့လိုချင်တာလဲအဲ့လိုကိုရုပ်တယ်လို့အဲ့ဘိုးကျုပ်စီကမ်းမင်းလည်းဆက်လိုက်လို့ခုနကပဲလူဆက်တော့အဲ့အောင်နဲ့အဲ့ရမျိုးလုံးလို့ရှိရင်အသေးအဖွားဖြစ်ဖြစ်ငါသူတိုက်ရိုက်စဲတဲ့တိုက်ရိုက်စဲတဲ့ငါထိရောက်စွာအေးယူပေးမယ်တဲ့ဟုတ်လားဒါကြောင့်ဦးသိန်းတို့ကပြောတယ်ကိုယ့်ဘက်ကမှတိုက်ရိုက်ဆက်လိုက် အဲအားလုံးပဲဒါကတော့စကိုင်းတိုင်းမှာရှိတဲ့စကွေးတွေနဲ့ပေါကုတုံးရဲ့ယူစောထီးဖွဲ့တွေနဲ့ပြဿနာတွေတက်နေရဖြစ်ပါတယ်။ကြပါပြောစကွေးနေနေနဲ့မင်းတို့ကိုနောက်ဆက်ပေးနေတာပေါကုတုံးဆိုတာမင်းတို့သိနေပြီနော်။အဲအဲ့တော့ပေါကုတုံးကဘယ်လိုရမလဲဆိုတော့မင်းတို့ခုပေါကုတုံးစဉ်းစားပြီးတော့လုပ်တင်တာကိုလုပ်ဖို့လိုအပ်နေပြီ။အဲအားလုံးပဲကိုမဝီကတော့မင်းအောင်နိုင်ကလက်ဆောင်ပေးတဲ့ကားတွေကိုမောင်းပြနေမှန်ပြီနော်။ ဒီပိယုံကိုကျဲသွားတဲ့ဘုံနဲ့ပတ်သက်ပြီးတော့ဘောမတတိုက်ကတော့ဝေဖန်မှုမျိုးစုံနဲ့သူတို့မလုပ်ဘူးဆိုတဲ့အကြောင်းပြောနေတာတွေ့ရပါတယ်။ပိယုံမှာကျဲသွားတဲ့ဘုံကပေါင်900ဘုံလို့ပေါင်1000ဘုံလို့ပဲဘောက်ပဲဘုံတွေဖြစ်ဖြစ်ဒီကြီးတွေကိုနှက်ဝင်သွားရမယ်လို့ဘာလို့မျိုးမျိုးပြောနေကြမှာလဲတကယ်ဘုံတွေမှာတော့ပေါ်မှာ၄ဘုံမှာကွဲပြီးတော့အောက်ကိုအပိုင်းစာအနေနဲ့ပြန်လဲပြုတ်ကျပြီးတော့ထပ်မံကွဲပေါက်တာကြီးအောက်ကွဲတာကြီးရှိတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒီကြောင်ကနေပြီးတော့ဆရာကြီးကနေပြီးတော့ပြန်လဲရှင်းပြပေါ်ပြပေးတာဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးကိုမကြည့်ရသေးမျိုးအားလုံးပြန်လဲမျှဝေပေးလိုက်ပါရစေ။စတင်ကြောင်း ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါအဖြစ်ပြက်လေးပြောချင်တာအဲ့ဒီရမေလ12ရက်နေ့ကကျွန်တော်ယုံသွားတယ်ဗောနော်ယုံရောက်တဲ့အချိန်မှာပဲဒါယုံရောက်ရောက်ရှင်းပဲအထုံးစံတိုင်းကိုဇန်နဝါရီဦးတွေပါတဲတဲပြီးတော့ခုနကော်ဖီတောက်ဗောကော်ဖီတောက်နေတဲ့အချိန်မှာပဲကျွန်တော်ဒါကျွန်တော်တရင်ခုလက်ရှိလိုက်နေတာလေးရှိတယ်ဗောနော်ဒါမကွေးတိုင်းလို့စကိုင်းတိုင်းလို့အဲနောက်တစ်ခုကတော်တော်များများဗောနော်ရှမ်းပြည်နယ်မြောက်ပိုင်းတွေရောဗာတွေရော ဒါစခိုင်းပြီးလေစိတ်အေးတဲ့တော်တော်များများကိုကျွန်တော်လိုက်နေတာလိုက်နေတဲ့အချိန်မှာပဲအဲမနက်ခင်းမှာပဲကြည့်လိုက်တော့ခုနလေချောင်းတရင်ပေးပေါ့လေချောင်းတရင်ပေးဟိုတရင်စောင့်ကြည့်ရပါတယ်လေကျွန်တော်တော့လုတ်တယ်ပေါ့နော်အဲ့ဒီမှာပဲ draw ကြည့်တဲ့ကနေပြီးတော့ဒါရက်ဝန်းတာတိ jet fighter လေးနေတက်တယ်ဟုတ်ရှန်တဲ့ရလဲဟို jet fighter ကြီးတက်တယ်ပေါ့ထုံးစံတိုင်းမှာကျွန်တော်တော့ဒါဒေတာမှာနေခဲ့စင်ဒုံးကလိုပဲပေါ့နော်မနေ့ဒါ၈နာရီဆိုရင် ချင်းနိုင်ထိုးပြီဆိုတာနဲ့ဝေဒါကောင်းတယ်ရာသီဥတုကောင်းပြီဆိုတာနဲ့ဒါသက်ဆိုင်ရာလေးတဲ့စကန်ဌာနချုပ်ဒီကနေမှဖိုက်တာတွေကနေပြီးတော့အလူရက်ပြန်တဲ့ထုံးစံပေါ့နော်ဒါတီဥတုမကောင်းမိုးအောင်နေဆိုတာနဲ့ဟိုပြေးတက်ပြေးစင်းပုံစံမျိုးတွေဒါလုံးလေးရှိတယ်ပေါ့အဲ့ဒီစနေရက်နေ့မှာပဲဒါတရာဦးရောရှန်လေးရောထောက်လျှောက်တက်တယ်နေနေတက်အော်ဒါ training ပဲထင်လိုက်တာပေါ့ခဏနေတော့ကြည့်လိုက်တဲ့အခါမှာဒါတရာဦးကတက်တဲ့ ta chấp phải là một sky đây một sao nguồn để trong trái thay mình lâu để sửa chỉ đây để xin cho cú này sẽ chọn cái gì ha do mình đã khiến số gì tại vì đó là để trong trái thay mình để lâu để làm về nó cú này tốn sức khổ nó sau để xin cho rồi là để trong bên để thả là này mà nè tuy lại đạo nó mấy thứ là để trong mấy thứ là để để chấp phải đã này mà là cho nó đi về tại vì ở để trong trái thay mình lâu để sửa rồi alo ဟိုတရင်တက်လာတာပေါ့တက်လာတော့ကြည့်လိုက်တော့ဒါတောက်လျှောက်ကလည်းဒါကျွန်တော်တို့မိတ်ထီလာလေကြောင်းတက်တယ်လေးတဲ့စကန်ဌာနချုပ်ကနေမှတက်တိုက်နေတာ ခုနလိုဟို FTC 2000ကြီးများတယ်ပေါ့ဒီ FTC 2000ကြီးဆိုတာလေအနာသိမ့်မှုဖြစ်စေနောက်ပိုင်းမှာဒါတရုတ်ကနေမှဝယ်လာတယ်ပေါ့နော်ဝယ်လာပြီးတော့မှခုနအဲလေနံပါတ်က1401နေဒီမှာကျွန်တော်တို့1406ထိရှိတယ်ပေါ့နော်ရှောက်စီးတန်းနံပါတ်14ရဲ့စကန်ဌာနချုပ်မှာ ထားတာအဲ့လျှောက်စီးထဲမှာကခုန140 fighter နေပြီးမှခုနရှမ်းမြောက်ပေါ့နော်ရှမ်းမြောက်ကိုတက်တက်တက်ပြီးတော့ပြစ်တာပေါ့ပြစ်တဲ့အချိန်မှာပဲ KN ရင်ကအပြစ်ချလိုက်လို့ကိုခိုင်ဘက်မှာပြတ်ကြရတယ်ဆိုတော့အဲနောက်ထပ်6စီးကထပ်ပြီးတော့ဝဲလာတယ်ဒီတရုတ်ကပဲ FTC 2000ကြီးဝဲလာပြီးတော့နောက်6စီးကတော့ဒါ Sandel မိထလာ Sandel လေးကြောင်းတက်တဲ့ leader scan မှာထားပြီးတော့မှခုနစကိုင်းတိုင်းတို့ မကွေးတိုင်းတို့မန္တလေးတိုင်းတို့ဒါမျိုးတွေ ဒီကြောင့်တက်ခိုက်မှုအများဆုံးလုပ်နေတာပေါ့နော် FTC 2000G ရဲ့သူကအမြန်နှောင်းကတော့ဟိုအများဆုံး speed ပေါ့နော်အများဆုံးသွားနိုင်တယ်အမြန်နှောင်း speed ရတာကျွန်တော်တို့တမိနဲ့ကိုသူက15မိုင်လောက်အထိသွားနိုင်တယ်ဒါပေမဲ့ဟိုသူကလက်နက်ဘာညာတင်ထားတဲ့ခုနလက်နက်ခဲရန်နေ G တွေအပြည့်တင်ထားတယ်ဆိုရင်တော့သူကပုံမှန်ပြန်မယ်ဆိုရင်တော့6မိုင်5မိုင်6မိုင်အဲ့လောက်ပဲအပြတ်တန်းလေးရှိပါတယ်ပေါ့နော်အမြင့်ပေကတော့ဒါကျွန်တော်တို့ လေးလာတဲ့လောက်ဆိုရင်ပေ၄000 4000အထက်4000ကျော်ကျော်လောက်ပဲပြန်နိုင်တယ်ပေါ့လေးပေါ်မှာသွားနေနိုင်မယ်ဆိုရင်ခုနကဒီ FTC 2000ကြီးက S7 ဂျက်ဖက်တိုက်ခိုက်ရေးလေရင်တက်ကိုသူကသူကစီတိုင်ကြီးတွေပါတယ်ဟို extra နဲ့တန့်နေပါတယ်ကပိုကြီးတယ်ပေါ့နော် S7 ကကျွန်တော်တို့အဲဟိုဟာပေါ့900လီတာဆိုရင် FTC 2000ကြီးက900လီတာပေါ့900လီတာအထိဆန်တယ်လို့သိရတယ်ပေါ့နော် ိုတော်တော်များများတော့ခုနကနှစ်နာရီကြာကြာအထိကိုဒါ FTC 2000ကြီးကလေးပေါ်မှာနေနိုင်တယ်။ထားတဲ့ကလေးတွေပေါ့နော်။ကလေးကလေးတွေကရုပ်ပြက်ဆင်းပြက်တွေနဲ့ဒီဘာတွေလာမတဲခင်ကိုပြီးပြီးတော့ရိုက်ထားတဲ့ပုံတွေတဲ့။အဲ့ရဲ့ရှေ့မှာမှာတင်ကြောင်းတိုက်ခိုက်မှုတည်တဲ့နေတင်တဲ့အချိန်မှာကျွန်တော်တို့ဒါကော့မန့်နေလိုက်ဖက်ကြည့်တာဖက်ကြည့်တဲ့အချိန်မှာပဲဒါခုနဘောမားတော့ပါတော့အာဒါအကြောင်းပေးရသည်ဒါမဖြစ်နိုင်ဘူးဟိုတမင်တက်တက်ဒါစစ်တက်ကို ခုနလိုပုံရိပ်ကြအောင်လို့ပေါ့နော်ဒါတမင်တက်တက်လောက်တယ်လို့ပါတော့ဟိုစစ်တက် lobby ဘောမာတွေကပြောတယ်နောက်တစ်ခုကဒါတစင်ဦးလို့စော်ဘုံဟိန်းတို့ကျော်ဆိုးဦးလို့ဆိုဘယ်လောက်ထိမိုင်းရိုင်းတယ်ဆိုရင်အဲဒါပြည်ပြည်ဖြတ်မီဒီယာတွေကနေမှာပေါ့နော်ဒါစစ်တပ်ကိုပုံရိပ်ကြအောင်တမင်တက်တက်ဟိုတိုက်ခိုက်ပြီးတော့ရေးသားဖော်ပြတယ်ဆိုပြီးတော့ပြောတယ်ဒါအဲအဲ့ဒီတည်းမှာမှထပ်ပြီးတော့ကြော်ဆိုးဦးပြောလိုက်တဲ့စကားဆိုရင်ဒါကတော်တော်ကျွန်တော်ဟို မိုက်မိုက်ရဲရဲကိုပြန်ဆဲကျင်တဲ့စိတ်ပေါက်တယ်နော်ဘာဘာကြောင့်လဲဆိုတော့ခုနလိုရန်သူရှိတဲ့နေရာကျဲမှာပဲဆိုတဲ့သဘောအခုလက်တွေ့ကကျွန်တော်ရန်သူလည်းမဟုတ်ဘူးဒါလုံးဝဟိုအပြစ်ကင်းစင်တဲ့အကြောင်းသားကလေးတွေပေါ့နော်ဒီအကြောင်းသားကလေးတွေပုံမှာဒီလိုရရဆက်ဆက်ဘုံကျဲတိုက်ခိုက်တာဟုတ်သူတို့စစ်တပ်ကလောရက်တွေကိုနိုင်ငံတကာအသိသွားတဲ့အချိန်မှာဒီ lobby က lobby တွေကနေပြီးမှဒါခုန တဲ့မီဒီယာတွေကိုပြန်တိုက်ခိုက်ပြီးတော့ရှေ့ပါပြောဆိုတာမျိုးတွေတွေ့ရတဲ့အတွက်ကြောင့်တော်တော်စိတ်မကောင်းဖြစ်ရတယ်ပေါ့ဒါအာနာသိမှုဖြစ်စဉ်နောက်ပိုင်းမှာဆိုရင်ဒါစစ်တက်ကပေါ့နော်စစ်တက်မှာမှာခုနလေတက်လေတက်ကနေမှာကျွန်တော်တို့စတင်ကြောင်းတို့ဖုန်းကြီးကြောင်းတို့ခုနတို့ဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ဖုန်းကြီးကြောင်းနောက်ပြီးခရစ်ယာန်အကုန်လုံးငိုပဲလေကြောင်းတိုက်ခိုက်မှုလုတ်တဲ့လုံရက်တွေပေါ့နော်အဲ့ဒီလုံရက်တွေထဲမှာဆိုရင်ပြန်ကြည့်ဖုန်းကြောင်းမှာဆိုလဲခုနလိုအလူတန်းနေပါတယ်မှာဆိုလဲကြည့်လိုက် ုနကကိုဝင်ဆောင်မိခင်လို့အပြီးကလေးတငယ်ဟိုနိုးဆိုးတဲ့ကလေးအရွယ်တွေကအစဒါဘာမှမချောင်မနဲ့လေချောင်းတက်ခိုက်မှုတွေလောက်တာတွေကြည်ချင်းအားဖြင့်အရန်ကိုရွန်ရှာဆက်ဆုပ်ဖို့ကောင်းတဲ့လောက်ရက်တွေကိုပဲလေတက်ကလောက်နေတာကိုတွေ့ရတာပေါ့